မင်္ဂလာပါရှင်။စာရေးဆရာကြီးစင်ဖြူကျွန်းအောင်သိန်းရေးသားထားတဲ့သမီးစာဝိတ္ထုတို့များစာအုပ်ထဲကမကြီးပုတ်ချိန်ဆိုတဲ့ဝိတ္ထုတို့လေးကိုဖတ်ပြပေးခြင်းပါတယ်။နားစင်ခံစားအားပေးကြပါအောင်ရှင်။မကြီးပုတ်ချိန်အခက်တဲ့အေးဆောင်ရေးတွားရအောင်ဟဲ့။ဘုဘက်တောင်းအိမ်ကျော်လောက်ကဥကျွေးအတန်ဖြစ်တယ်။ဒီအချိန်တွင်အေးဆောင်မှာအင်ကြီးကျမ်းမြေပေါ်တွင် တင်းမြင်ခွေလျက်တမင်းကျန်းစလုံးကို ပေါင်ပေါ်တင်က စားနေစေဖြစ်တယ်။ဦးကျွဲဤအတန်ကိုကြားရချိန်တွင်ငပီပုံနှင့်ရောနှောမျိုးချလိုက်သောမညက်တညက်တမင်းစေများကအေးဆောင်ဤလက်ချောင်းနှင့်သို့ကြာစင်းနေခိုင်းဖြစ်ရာအေးဆောင်မထူနိုင်။လေရန်ကိုဆန့်ပြီးအတန်လာရာသို့မျှော်ကြည့်တယ်။အရေးထဲတွင်လက်ဘေးကနေနေသေးတယ်။သို့ကြောင့်အေးဆောင်အားဆိုင်ခါမျိုးချတယ်။ လေကြောင်းတနေရာမှာစူးစူးနေနေဝေဒနာဖြစ်ပေါ်လာတယ်။အေးဆောင် မျက်နှာရှုံ့မဲ့သွားတယ်။အေးဆောင်ရေဒီမှာဘာဖြစ်နေတယ်လဲမသိ။အိုကျွဲကုန်းပြီးခေါ်နေတယ်။ဖြူအေးဆောင်အာယူပေးထိုးတဲ့အတန်မတွဲသူ့အတွဲနောက်တစ်ကြိမ်ထက်မှန်ထူတော်မှာပြိုးကနေအတန်ထွက်သွားတယ်။သွားကြမယ်လေကွာ။အပြန်ဘိုးချုပ်နေမယ်ကွာ။အလဲကားနေရင်လောနေတာပဲ။ နောက်ကလူလိုက်လာလားမသိမှမသိတယ်။ဒီစကားကိုကအေးဆောင်အောင်မပြောသူတကိုကြာ မကြေချမ်းတန်ဖြင့်အောက်တိုးတိုးရေးရွလိုက်ပြီးမှ အော်ပြောတယ်။ညတော့ကနှင်းနေနေကြတယ်ဗျ။အဲ့ဒါကြောင့်နေကလေးတွေ့ပါစေတော့လို့တို့ဒီကသွားမှနဲ့နေပူမှနဲ့ဆို အလောတော်နေမှာပါကွဟုတ်ကဲ့ဟုတ်ကဲ့ဤတို့ဖြင့်လက်ကြံဓမ္မညံကိုကတုတ်ကရဲ့ လက်စတက်လိုက်ရတော့တယ်။ဒီအလုံမှာမိမသားများပဲလုံနိုင်သော အလုံဖြစ်ရာ မတော်တဆဥကျွဲစိတ်ောက်ပြီးတခြားသူကို ခေါ်သွားမှဆိုရတယ်။မိမိမှာသူ၏ဖောက်တဲ့အောင်ဖြစ်နေသောကြောင့်တခြားသူများဝင်အလို့မခံရခြင်းဖြစ်တယ်။အေးဆောင်အောင်ထမင်းစားပြီးချိန်တွင် သူ့အမေမှာထမင်းထုတ်ထုတ်ပြီးရေဘူးရေထက်ပြီးကြောင်မိုးဘက်ဆက်လက်ကြီးတွေအဝိတ်တွေဖြင့်ပတ်စီပြီး ခေါင်းပေါင်းပေါင်းထားပြီးကအသည့်ဖြစ်နေတယ်။မိဖို့မိို့တကြောပြန်ကြည့်လိုက်ပါအောင်အမေ။ကျုံလက်ထပ်လိုက်အောင်မေ။ကပြေဘခုံစင်းရင်အေးဆောင်လှမ်းပြောတယ်။မိဖို့မိလည်းစိတ်မချတိုင်းရေလောက်ရတာနဲ့ဘွဲ့ပေါက်နေပြီတာရဲ့။ညနေမိမွေးရင်တော့အခက်လက်ဆက်ကသာစင်ကြေပေးညာတော့ညာအမေတို့ကြည့်သည် အိမ်မော်တို့တကြောတက်သွားပြန်တယ်။အေးဆောင်လက်တက်နေသည်နာတော့ကြားပေါ်ရောက်လာပြီးအမေတနက်နက်နှံ့ပြတယ်။ လဲပေါ်တွင်ထမင်းတော်နှင့် ရေဘိုးကိုမြင်ကလေးကကြားတယ်လားထင်းကုန်လားဟိုကြားဖို့တွေးပြီးသားဖြစ်တယ်သို့ဆိုလျင်လဲရှိမှတူလိုက်မယ်သူကြောက်ရတော့ဖွေးရှိသည့်နေရာနှင့်ကြုံလျင်လက်အောက်မှလိုက်မယ်ဤသည်မှကြားဖို့ဤအလုံးအင်းဆောင်ကမို့အခင်နွားခွန်ရိုင်ဘက်ရှစ်ထုံနဲ့နောက်ထုံများစစ်စဲနေရသည်နှင့်ကြားဖို့ကိုသတိမထားမီ ဒေါ်တော်ကအိမ်မောင်မဆင်းလာရင်ကြားပေါ်ကိုမြင်နေကြားပေါ်နင်မလိုက်နဲ့အိမ်ဆောင်နေက ကြားလာကြားပေါ်အမီးနှံ့မြဲနှံ့နေတယ်အမီးနှံ့မနေနဲ့လာအိမ်မောင်တက်နေကြားပေါ်ကိုဂုံးမဆွဲက လေကားရင်တို့တွန်ပေါ်တယ်ထို့အခါကြားပေါ်နားလည်ပေးပြီကပြင်းပေါ်ရောက်အောင် တက်ပြီးနောက်စောင့်ကြောက်ထိုင်ကြံခဲ့တယ်လဲသည် ။ဘိုးချော်တော်တယောတန်ဖြင့်ဤလျင်ဖုံတထောင်းထောင်းထကအိမ်ဝိုင်းထဲမှထွက်ခွာသွားတယ်။အခန်းနှင့်ရွာဦးစေတီသည် ထုံးတင်ငန်းပင်မနွမ်းသေးပေ။စေတီတော်သည် အနီရောင်နောက်ခံနှင့်ထင်းနေတယ်။ဘယ်ကိုကြည့်ကြည့်လက်ပံကတိနှင့်ပေါကြီးမဟုတ်လား။ဒီအဒီကလည်းလက်ပံကတဲ့နဲ့ပေါတော့အလှပြိုင်ခြင်းဖြစ်ရာ နှောင်းကြံပွင့်နေများနောက်ခံနဲ့သေတော်တည်တမန်ချိန်တဲ့ပိုပြီးဖွေးနေတယ်။ညည်းရဲသောလက်ပံပွင့်တို့နေရာတွင်ညာသီးလူကလေးတွေဝင်ရောက်စာပြုတ်နေပြီဖြစ်냐။ကတိနှစ်ပေါက်ကရဲရွေကောင်းစေတွွေကောင်းစေ။ကြားသောပြတ်တဲ့ကြားသောမြင်သားနှင့်ကြားသောလက်ညှိုးတို့စည်းစို့ဝန်းရံထားသည့်ယာများသည်노ကြနေ။နှံစားပြောင်းပင်များသည် လေပြင်းတွင်မြူးနေကြကပဲပြင်းများသည်မြေပြင်တွင် ဖုန်လူးနေကြတယ်။ဟိုရှိထနောင်းပင်ကြီးပေါ်တွင်ဂျိုးနှကောင်စောင်းနေကြတယ်။တကောင်ကတောင်ကိုင်းတကောင်ကမြောက်ကိုင်းဒေါသတကြီးတွန်ကြော်နေကြပုံကကျင်ဖို့အတွယ်လားစကြက်အတွယ်လားတွေးကြည့်စရာလက်နစီနောက်တွင် နီးရဲသောဖုံလုံးကြီးပိတ်ထူလျက်ကြံခဲ့တယ် လဲဝေးသွားမှပါးရွေပါးရွေပြောက်သွားတယ်။လဲလံဝဲရရှိရခရိုးအလုံးမှာဒီဖုံကြောင့်တနခါနေလိမ့်ကျန်ထားပြီးတော့ရှိတော်တယ်။လဲများဘိုးချေကုန်းတစ်ခုကိုကြော်ပြီးနောက်တွင်တီကားတော်မကြီးပင်အုပ်တစ်ခု၏အဆက်သို့ဝင်စားပြုဝေးပြီ။ဒီမကြီးပင်အုပ်မှာဒီမိုးခေါင်ရေချသည့်အေးဆောင်တို့ကြေးရွာများတွင်အံ့ပွဲတစ်ပါးဖြစ်နေတယ်။ နတ်ကပဲဖန်ဆင်းထားတဲ့ရောင်ရောင်မိဖုရားတပါးပါးကပဲအတိတ်ထံပြုခဲ့တယ်လို့လို့ပြောနေကြယုံနေကြတယ်ပြောလဲပြောချင်စရာပါပဲရှိနေတော့အုပ်ရည်တွင်းကလည်းတိမ်တိမ်ကလေးတရက်ပင်တွေကလည်းအသီးတွေဖြင့်ခဲနေသည့်နီးတူမကြီးတော့မှလည်းမှောင်နေတယ်ရာအိုရာကြောင်များအလယ်မှာအိုအေးစစ်ကလေးမဟုတ်လားမဲမောင်နေတော့အေးဆောင်ကြောပြင်ကြီးမှာ လဲချုတ်ချိန်၌မဲမောင်မနေတော့ဘူး။ဘုံကြောင့်နီးရဲနေပြီ။ဒီဘုံလောက်ကသူမမှု။တစက်တွင် ခဲထားသောမီးသေးနေသည့်ပြောင်းမှုဘက်ဆက်လေသေးသေးကလေးကိုမီးညှိပြီးဥကျွဲ့လဲပေါ်မှာဝလုံးကိုယူကမကြီးတပေတွင်ထောင်ထားတယ်။မကြီးပင်ပင်စီဤအဖို့အထင်များကိုနေအာယူက ပေါ်ပါစွာတက်လိုက်တယ်။ပထမခွားဆောင်ရောက်လျင် ဝလုံးကိုလှမ်းယူကခွာကြားတွင်သေးကြအောင်ထောင်းထားတယ်။လူကမို့အတန်းရလွယ်သောနေရာများမှာကွေ့ပန်တက်ခဲတယ်။ဒုရယဝါတပြန်ဆုံးပြန်တော့ညာထိပ်ဖျားသူအေးဆောင်မရောက်သေး။နောက်တစ်ကြိမ်ထောင်းကတက်ပြီးမှ အမြင့်ဆုံးဂိုင်းဆောင်သူရောက်တော့တယ်။လှုပ်ရှား၍ထိုင်၍ကောင်းမြေခွာကြားတစ်ခုတွင်အေးဆောင်ထိုင်နေ။ဝလုံးကိုလှမ်းဆွဲရင်း သူရိုက်ချွေရမည်နေရာများသို့မျက်လုံးကစားလိုက်တယ်။အပင်ပေါ်သို့သူတက်လာကလေးကပင်စီလှုပ်သည်နှင့်ရော်ရွက်ဝါများတဖြောဖြောကျွေကြခဲ့သောဒီအပင်ကြီးမှာအရွယ်များပါလျာနေပြီ။ဂိုင်းလက်ခဲမွားများကြားတွင်တိုးလို့တွယ်လောင်းနေမကြည်သည်များပြုတ်တိနေရာပြော့ကျဲတိနေရာကျဲနေသို့တော်အပေါ်ထောင်နေသောနတ်နေဂိုင်းတွင်မူ မမဲ့သေး။ငရံသေးပွားတဲ့သားရှိသေးတယ်။အနည်းဆုံးတခွဲသားလောက်ရှိမယ်။ပြောအရေးကျွဲ့။ဘာတော့ကွာ။ငရံသေးတွေပါရိုက်ချရမလား။ဒါပေါ်ကွာ။ငရံသေးတွေဆိုလိတ်သားနဲ့ချက်ဆဆာ။ငပိတင့်နဲ့ချက်ဆဆာစဲ့ပေါ်ကွာ။အေးဆောင်မှာအပေါ်မော့ကြည့်နေရင်မှတရေတထွေးကြီးယူလာတယ်။တရေကိုသူ့မထိန်လိုက်နိုင်။ရင်ဘက်တစ်ခုလုံးရွှဲသွားတယ်။ ငပိတ္တများတော့အိမ်မက်တောင်မမရဲပါဘူးတော်မကြီးရိတ်နှင့်လွတ်ရတွင် ထိုင်လျက်တလေမီကိုတထောင်ထောင်လှုပ်နေသောဒေါ်တော့ကဝင်ပြောတယ်အလိုလေးအေးဒိုလဲမမြင်ဘူးတာကြပါတကောဥကြွေစနီဒေါ်မောင်ကပါအားကြမခံဝင်ပြောရဒေါ်တော့မှာလေးလေးပင်ပင်စကားဆက်တယ်ဒိတာတော့လူလေးရှာခဲ့လို့ရတဲ့အခါများတနေ့တစ်ခါတစ်ခါစားရပါရဲ့ သူ့အမေစကားကြားရတော့မှຢာဘေးရကရောက်ချုံဆက်တွင်လေးဝေမဝေစုံစမ်းရန်အင်းဆောင်တရရတယ်။ဖဲ့အောင်လို့လကွာ နေဆောင်လာရင်လေးတိုက်တယ်နော်အချိန်ရှိခိုင်လုံးလဆိုင်ဟာဦးကျွဲ့အော်တော်မှလက်ငင်းအလုတ်ကိုအေးဆောင်တရရတယ်။ဝလုံးကိုလွှဲကလွှဲက မကြီးကိုင်းပြားများကိုရိုက်ပြတယ်။မရိုက်တာတော့နေရာများတွင်ဝလုံးထိပ်ဖြင့် အကိုင်းကိုထိုးကာလှုပ်ခါချတယ်။မကြီးပင်အဝဲမကြီးသည်မှဲ့ကြွေတန်းများသည်ထရွယ်မိုးအိမ်ပေါ်သို့မိုးသည်ကြွေတန်းနဲ့စူညံနေတော်တယ်။အပေါ်ပိုင်းလက်ကန်းကုံမှာအေးစာအော်တဆင်ဆင်းလာတယ်။အပေါ်မှာမကြီးသည်များကြွေကြစဉ်ကတိုက်ခိုက်ချွေချသွားသည်ဖြင့်အောက်ပိုင်းကိုအယယအချွေရတက်တာသွားညာဝါမမီသောနေရာများသို့မူလူပေါ်တိုင်းသွားရတယ်။ လှုပ်ခါ၍ရနိုင်သည့်အပြားတို့တိုင်သွားပြီးလှုပ်ခါရတယ်။တပင်မဆင်းရုံဖြင့်အေးဆောင်မနာနိုင်ပါ။၃ပင်၄ပင်၅ပင်အေးဆောင်လုံးဝမနာ။ဓတမမြောက်အပင်မဆင်းလာချိန်တွင်က ခြေပြည့်လက်ပြည့်ထိုင်ချလိုက်ရတော့တယ်။ဝမ်းထဲမှာသမင်းညမ်းစလုံးလဲကုန်ပြီ။ရေတကြိုက်တော့တလိတ်တလိတ်ညှိပြီးနောက်မကြီးရွယ်မွေရာပေါ်တော့ ပက်လက်လှန်ချလိုက်လေတယ်။မကြီးရွယ်အဆိုများရော အချောင်များပါသူ့ကိုယ်တွင်ချွေစေးများဖြင့်ကန့်နေရာမဲမောင်သော အသားကိုမမြင်ရ။မကြီးရွယ်တန်ချံအင်ကြီးဝတ်ထားသောအင်းဆောင်ဖြစ်နေပေပြီ။ဒေါတော့မာမိုးသူ့သားကို လုံးဝလက်မကျေနိုင်သည်။ဒေါ်မုံတို့ဥကြွတ်တို့နှင့်တန်းတူမကြီးသည်များကိုတိုက်တောင်းတလုံးဖြင့်လိုက်ကောက်ကတနေရာတွင် စုပုံနေရသည်။ အေးဆောင်မကမှန်မှန်ဆွဲနေတော့ဖားဘူကြီးတလုံးတစ်ဖွဲအသည်းရှူရင်အမောဖြေနေတယ်။နားနေလိုက်ခါမှချွေးကပိုးထွက်လာတယ်။ရင်ဘက်ပေါ်မှာချွေးရည်သည်ချက်စီတို့လည်းစီးတယ်။ဘေးဘီတို့လည်းဥတီကျဲမဲ့စီစဉ်နေပေတယ်။ဒီနေ့ချွေးထွက်လာတော့မှဟိုကဆက်ဒီကဆက်ဆက်လာတော့တယ်။မကြီးခက်ခက်သေးခက်မွားကလေးနဲ့ရှာထား။ မကြီးခောက်အပွေးတွေနဲ့ဖြစ်ထားတယ်မဟုတ်ပါလား။ဖဲဖြူဆက်လက်တဝဲကျုံးမှာ သူ့ဘေးသို့ဒေါတော်ရောက်လာတယ်။ရတကြိုင်မောတာအပီနိုင်မောဟိုက်ဟန်ဖြစ်မိတယ်။စာပြီလားလူကလေး။စာတာတော့မပြောနဲ့အမေကြီး။ပြောပြောဆိုဆိုအေးဆောင်ထားတိုင်းနေ။တပင်တက်ပြီးကြဲကစာတာပဲ။နောက်ထပ်နှစ်ပင်တက်ပြီးမှသမင်းစာတာပေါ့အမေရ။အမေလည်းမောလာပြီမကောက်နဲ့တော့။ကြုံစင်းလာမှကောက်တာပေါ့။ ဟဲ့လူလေးရဲ့အမေလိုက်လာတာကနင်တယောက်တည်းပင်မဲမှာဆိုလို့ကိုရအောင်လိုက်လာတာကိုအေးဆောင်ကြောပြန်လို့မကြည့်ရွက်တွေကြည့်သို့တော်သူ့ထထိုင်သည်ခဏတွင်ချွေးရည်အရင်ဖြင့်တွေ့ရွေမျောစင်းလာရာကျောအလဲတွင်စုပုံတစ်ဆိုနေတယ်လဲရင်လဲပစိုးလေးပါလဲခင်ပြီးလှဲတာမဟုတ်ဘူးကြောပြန်လို့မြင်မကောင်းဘူးနွားကြောင်ရင်ရထွန်ရင်ဆိုလျင်ရေကြီးပေါ်မှာပဲ လက်အိတ်ခဲ့သောအင်းဆောင်အတွေ့မကြီးရွယ်ပေါ်အိတ်ချင်းမှာစမဖွဲ့လောက်ပင်ဒိုးကြောင့်ပင်လက်ပြန်ခါချင်းပိုချင်းတော်မပြုတ်ပဲနောက်အပင်များဆက်တဲ့ရန်ထသွားလေတယ်အခန့်တော်မကြီးမဲ့ပုံရန်ငားပင်သာကြံတော်ချိန်တွင် နေသည့်အနောက်ဖက်သို့တောင်ရင်စာပြုတ်ပင်ဝမ်းပိုက်အလုံးတို့သည်မီဟောင်းတောင်များပူလောင်နေခြင်းပင် ထို့ကြောင့်ထမင်းစားရန် ဒေါ်မောင်ကစတင်စောအော်သည်ဖြင့်နေရိပ်ွယ်ရာ ကုန်းပြောင်တွင် ထမင်းစားကြတယ်။အေးဆောင်တို့သားအမိမှာစံစေးတောင်းနှင့်တလုံးအပြေထမင်းတစ်ခွက်ချက်ပါလာတယ်။ဟင်းတော်ကထမင်းဖြူတဲ့ညုတ်သိပ်ထက်လာတော့ပကံဆောင်ဖြင့်မြို့သီးတောင်းတစောင်းငပိဘုံတစောင်းဒီဟင်းမြှပင်အေးဆောင်ကရင်တွေ့လာတယ်။ငပိဘုံကိုပါလီကယူပြီးမြှုပ်လိုက် ငရုတ်သီးတောင်းကို မြုပ်လိုက်ဖြင့်သမင်းတလုံးတလုံးမှာ လက်သီးစုပ်တဲ့ကြည်သေးတယ်။မတ်တော့ဒီမှာဟင်းတွေပိုချက်လာတယ်။မကြီးရွက်နဲ့မြင့်နဲ့ဆက်ဆက်ချက်ကလေး။ဟဲ့အေးဆောင်ယူစားပါဟဲ့။ဒေါ်မောင်ကဟင်းကွက်ကန်လာတဲ့ဖြင့်ဒေါ်တော့မှာယူစားတော်ညာ။အေးဆောင်မို့လမ်းမကြီး။တို့ကြောင့်ဒေါ်မောင်ထက်ပြောတယ်။ဟဲ့အေးဆောင်မစားချင်ပါဘူးဗျာ။ဘာဖြစ်လို့လဲ။ ယူလို့လားယူမနေနဲ့နင်းနဲ့မြတ်တွေရရင် ခလေးအနည်းကိုနင်းလျှော်ရမှာယူလို့မဟုတ်ပါဘူးထမင်းမလောက်မှာစိုးလို့ပါ အမလေးဟဲ့တို့မလဲထမင်းတွေ အများကြီးပါပြောပြောဆိုဆိုမကြီးရွယ်ဖက်တွေညစ်ဖက်တွေခတ်ထည့်ပေးရင်အေးဆောင်ဘက်မှာလဲသူတတိပေးထားသည့်အတိုင်းပဲသူတို့သားအမိပါလာတော့တစ်ခွက်ချက်ထမင်းတာမကား ။ဦးကျွဲ့လင်မယား၏ထမင်းကိုပါပြောင်းအောင်စားပြစ်လိုက်တော့တယ်။မိဘိုက်ကဘိုက်တခုပဲကွ။ဦးကျွဲ့ကအေးဆောင်၏ဝိုင်းဘိုက်ကိုကြည့်ပြီးပြောချင်းဖြစ်တယ်။အေးဆောင်ဘိုက်မှာ အခောက်ထိုးတယ်။သို့ဖြစ်၍တခွက်ကြော်ကြော်စားထားပါလျက်ဘိုက်ကပူမလား။နန်ကသာကား၍ကား၍လာတယ်။အေးဆောင်ကသူ့ဘိုက်သူငုတ်ကြည့်ပြီ။အင်းနောက်ထပ်တစ်စလဲချက်လောက်တော့မျိုးပင်ထက်လိုက်ရရင်အပြိုဘိုက် သုံးလသားတော့ပူလာမလားမသိဘူးပြောပါတဟာရဲနေတယ်လူလေးရဲ့နေဟာကသူများမတရားအောင်စတာကိုဟဲ့သူ့အမေကလည်းပြုံးစစ်စစ်ပြောတယ်အမေကလည်းစူစကာနလန်ထားဆိုတာကြုတ်ပေါ့ဗျပြောပြောဆိုဆိုဖြစ်ပင် ထမင်းကို လက်စတက်လိုက်တော့တယ်လက်စေးလောက်အောင်ရေမပါသဖြင့်တွေ့ရာချုံများမှာတည့်ရွက်ဖြင့်လက်တော့ပြလိုက်တယ်ဒီမျှစားထားမှာတော့ ထမင်းစိတ်ကလေးကလည်းတဲဘိုက်ကလည်းလေးနေရတလဲလေး၅ဘွာဖွားမိလျင်ပင်အေးဆောင်မြတ်တောင်ဆင်လာတယ်တို့ဖြစ်ညာသူအိတ်ခွေမရအေးဆောင်ထဟိဝင်းစုခွဲကြရအောင်သို့သောအတန်ကြောင့်မျက်လုံးကျယ်လာတယ်ညနေကျမှခွဲတာပေါ့ဗျာလေမိုးကစိတ်မချရဘူးဟောက်ကောင်ရအချိန်ရှိခိုင်လုံးလာဆက်ရတယ်မကြည့်သည်မဲ့ကမိုးကြောက်တယ်မိုးရေစွတ်သွားလျင် အသားတွေပွတ်ရီကုန်နေအသီးတွေကအဆေးကလည်းမိုးကလေးမိလိုက်လျင်အညောက်ပြူကျင်လာတယ်ဒီတော့အေးဆောင်တကြီးတရိုင်နဲ့ထားရတယ်စုပုံထားသော မကြီးသီးပုံထဲမှာမကြီးသီးတောင်များကိုတင်းတောင်ဖြစ်ခြင်းကလဲများပေါ်သို့တင်ရတယ်မကြီးသီးပုတ်ခါမှာထက်ဝယ်စားဖြစ်တယ်ရိုင်ပတ်ထားသောဥကျွဲလှဲတဲ့သူတတောင်လောင်းပြီးတိုင်း အေးဆောင်တို့လှဲပေါ်သို့တရောင်းလောင်းနေဒေါ်မုံကဥကျွဲ့အားကိုထက်ပေးပြီးဒေါ်တော့ကမကြီးတော်များချကပရိုချိုးပေးတယ်မကြီးသီးပုံကြီးပျောက်တလင်းခါသွားချိန်တွင်နေဆောင်နေပြီထုံးစံအတိုင်းဒေဘူးလေးပွေကလေးလည်းလှုပ်လာတယ်အေးဆောင်ခဏသာနားချိန်ရပြီးကြံငါးပင်ကိုတည့်ရန်ထားရတော့တယ်ဒီအခါဥကျွဲ့ကတတိပေးတယ် လေလာရင်ခဏဆိုင်ထားနော်ဟိတ်ကောင်လေတီမြေပြင်တွင်အအိုက်ပြေရောအမှန်ရှင်းပေးရုံကလေးတိုက်စီကမူတစ်ပင်ထေဖျားမာကရိန်ထိုးနေတယ်အေးဆောင်မူဒီမြရိန်ထိုးနေခြင်းကိုမှမို့ပဲသူဟာမကြီးသေးတာမဟုတ်လက်ပံဒီပုတ်ချင်တွင်လဲဝေတီမြင့်ခေါင်တော့လက်ပံပင်မောတက်ခဲသူတည့်သည်ချိန်တွင်တည့်သည်စွပေးသူစသဖြင့်အမြေပြားတက်သည့်ကိစ္စကို ဓမင်းစားရေးသားတပွဲလုပ်ခဲ့ရာလေပြေတို့ဤမကြီးပင်လှုပ်တည်ကိုပါလေအချုံမပြဲအသီးကောက်သူများကပုတ်သူဆင်းသွားမှအပင်အောက်ဝင်ရဲတယ်အသီးကြွေသည့်တံကိုခန့်နိုင်ညာဂိုင်းဆွေဂိုင်းချောက်ကြိုးကြမိအန္တရာယ်နဲ့ဝလုံးလွတ်ကြနိုင်သည့်ဘေးရှိနေသည်မဟုတ်ပါလားနောက်ဆုံးအပင်ကိုတက်ခါနေတွင်အေးဆောင်မောကြည့်ရာမှာအော်လိုက်မိတယ်နောက်ဆုံးပဲအိတ်နဲ့လွှတ်တာပဲအကြီးကြီး ပြည့်ဝစိတ်အောင်ကြီးနဲ့ဗျာထိပ်ပြားကွာဆောင်မှာတလန်အကွာတတာတွင်ပြားဆွဲလိုမဲမဲပြပြကြီးကိုမြင်ရတော့ကြောင့်ပြောချင်းဖြစ်တယ်ပြည့်ဝစိတ်အနယ်လည်းဖြစ်နိုင်တယ်အနီလည်းဖြစ်နိုင်တယ်အနီဖြစ်ဖြစ်အနယ်ဖြစ်ဖြစ်တူညီသောအချက်မှာအကောင်သေးတယ်ဒေါသတခြင်းနဲ့ဖင်ထောင်ပြီးကြိုက်တယ်အလွန်နာတယ်ပြည့်ဝစိတ်ကမင်းအသားကိုနာမကြိုက်နိုင်ပါဘူးကွာဥကျွက်ကအပြတ်ပြောတယ်မိတို့ဖြစ်စေ အေးဆောင်ရင်ဆိုင်ရမိတာသူ့အတိုက်ကိုလက်အုပ်မှုယူပြီးဖျက်ချရမယ်။အုံအပြင်ဘက်ရောက်နေတော့အကောင်များကိုကမတန်နိုင်။ကိုခါတက်ခါဖြင့်ကို့အလုပ်ကိုပြီးအောင်လုပ်ရန်သာမကြီးပင်16ပင်တက်ပြီးသည့်အထိရှင်းတယ်မကြရ။ဒီအပင်ကိုတက်တော့မှကိုတည့်ရပင်များပေါ်မှရှင်များကတောက်တန်ပေးလာကြတယ်။စုတ်ထိုးလာကြတယ်။အေးပါအေးပါကတောက်နှင့်ကြပေါ့။ဒီရဲ့တီးဆွချိန်ကြမှာ ညီတို့ကိုတည့်တည့်ကြောင်းနဲ့ချက်စားမယ်။အေးဆောင်စိတ်ထဲမှာကြုံဝါရင် မကြီးပင်ပေါ်တက်လာတယ်။ပြည့်စိတ်အောင်နဲ့လက်ကန်းရောက်တဲ့အထိတကောင်းမြမတွေ့။သို့တစေအကျံအကျွင်းရှိနေတဲ့ဖြင့်ခန်းကြောက်တစ်ခုဖြင့်ရိုက်ချပြလိုက်တယ်။ပြီးသွားပြီ။အေးအေးဆေးဆေးပို့ယုံတာရှိတော့တယ်။အလဲခွားဆောင်မှာ ဝလုံးကိုဆွဲယူကတိမဲ့ရှိသောခိုင်းပြားများကိုလှန့်ပုတ်တယ်။ဒီနေရာမှာမမေ့လျင် မိသိနေရသောရွှေကပုတ်တယ်။သို့တော့တနေရာကြံနေသေးတယ်။ဝါမမီအတီးကလည်းတရင်သားခံရှိတယ်။အေးဆောင်သည် ဝလုံးကိုခိုင်းကြတွင်ညှက်ပစ်ခဲ့ပြီးထိုနေရာသို့သွားရန်ပြင်လိုက်စဉ်ပားပြင်မှစစ်ကနေဖြစ်သွားတယ်။လက်ဖြင့်လမ်းပေါ်လိုက်စဉ်ရင်ဘက်မှလည်းစူကနေဖြစ်သွားတယ်။ထို့ကြောင့်အေးဆောင်ကြာရှည်စဉ်းစားမရပါဘူး။ မကြီးပင်လှုပ်သည်ဖြင့်ဂိုင်းချင်းထိကတုတ်ခါခံရသောတရက်ပင်မှဒေါသတကြီးကူးလာကြသောခါချင်းများဖြစ်တယ်။တကိုယ်လုံးချွေးစင်းများဖြင့်ငန်နေသောကြောင့်ညများမကိုက်နိုင်ကြ။ဒီကြတဲ့ကတကောင်တလေဇွတ်တိုးကိုက်သည့်နှစ်ပင်နာလာပြီ။ခါချင်းတွေကို ပုတ်ခါချပြီးနောက်စောစောကလျှောက်တော့ရန်ရည်ရွယ်သောကိုင်းပြားသို့လာခဲ့တယ်။အောက်ကိုင်းကို မတ်တပ်ရန်နှင်းပြီး အပေါ်ကိုင်းကိုကင်ပီးလျှောက်ရလင်းမြန်မြန်ရောက်တယ်။ယခုတော့ကလက်ကန်းတွင် အပေါ်ကိုင်းမရှိသည့်အတွက်အောက်ကိုင်းကိုခွာထိုင်ခွာကန်လျက်တရွေ့ရွေ့ရွေ့ရတယ်။ခါချင်းများကလည်းပိုနာကစုကနေဒီနာကစစ်ကနေနဲ့ဖင်ထောင်းပြီးကြိုက်ကြတယ်။အေးဆောင်ကြိတ်ခံနေ။ကိုင်းနေကြအောင်ကွာဟို၍တို့ရတွင်ပေါင်ကြားတနေရာကို အကိုက်ခံလိုက်ရသောအခါတွင်က အိုးဟင်းမီလျက်ပစိုးပေါ်မှာတအားဖြစ်ချေလိုက်စဉ်သူ့ကိုလေးကြီးသည်ဂိုင်းပေါ်မှာလဲကျသွားလေတယ်။ဟိုက်ကနေဖြစ်ခါသွားပဟထင်လိုက်တော့ညာတတိမလုံးလက်ကလည်းအားသွင်းကညက်ကင်ထားတယ်။အကိုင်းကိုစုပ်ထားတော့လက်သည်ဂိုင်းငုံဆွေးတစ်ခုပေါ်ရောက်သွားချိန်တွင်ကစက်ပြီးစုပ်ကင်မထားတော့လွတ်လိုက်ရပြီ။အေးဆောင်ပက်လက်ကြီးကြလာတယ်။ တလန်ကြော်များကြလာပြီးတော့အခက်အလဲများပေါ်တော့ပက်လက်ကြီးကြတယ်။ကြလာတော့အရှင်ဖြစ်အပေါ်တော့တပံပြန်မြောက်တက်ပြီးချိန်တွင်အေးဆောင်စုံမီစုံရဖမ်းဆုပ်လိုက်မိတယ်။တစ်ပင်အောက်ကလူများကမူတဖြောဖြောတဖြောင်းဖြောင်းတွေ့တဲ့များကြောင့်အေးဆောင်အဖြစ်ကိုမသိလိုက်ကြ။ပြဲသွားသောလက်ဝါးကို ပြုံးကြည့်ရင်ကံကောင်းလို့ဟဲ့ နှမို့ရင်ညသွဲကိုမရဘဲသေတော့မလို့ဟိုအေးဆောင်ရင်ထဲကရေရွလိုက်လေတဲ့အခန့်လေးအေးဆောင်အသက်နှစ်ရင်းနှီးခဲ့ရတော့မကြီးသီးမှ25ရက်ခန့်ရှိပါတယ်။ရိုင်းပိုက်ထားတော့လက်တစီအမောက်ပင်ဒီမကြီးသီးကိုဒီအတိုင်းရောင်းရွေမရသေးပါ။တာအမီတကုတ်ကုံနဲ့အခွန်ခွာရအစစ်ထွက်အောင်ထူရသေးတယ်။အေးဆောင်မို့ အားလျင်မအေကိုကိုတယ်။သူ့တွင်ရာတဲ့ပြီးနွားစာရှာရနွားရစ်ခတ်နဲ့အလုံးများလာတယ်။သို့ဖြင့်ဆရက်ခတ်ကြမှမကြီးသည်များ အစစ်ထုတ်ရပြီးတယ်။ဒါအမိနှစ်ယောက်ကလဲမောင်းငှားချိန်ကြည့်သောအခါအချိန်60ကျော်တယ်။ဒါအမိနှစ်ယောက်တပြုံးပြုံးနေပါအိမ်သုံးဖို့နဲ့လူပေးသူပေးအတွက်တစ်ဆယ်လောက်ခြံထားပြီးကြံသာအလုံးရောင်းပြတာပေါ့အမေယာဒါပေါ့ကွယ် ဈေးထဲမှာတစ်သက်5ချက်သားလက်လီဈေးကတော့တ5ချက်20သိန်းရှိတယ်လက်ကားဈေးဘယ်လောက်များရှိမယ်ထင်လဲလူလေး30ရပါလိမ့်မယ်အာကြီးဒေါတော့မျက်စောင်းထုတ်ပြီးဆိုတယ်5ချက်ထက်တော့မအောင်တန်ရပါဘူးအမေရ5ချက်ပဲထားပါလေအချိန်90ကိုငွေ150အတွင်းနဲ့တွက်ခါဒေါတော့ပီတိဖြစ်သွားတယ်မကြီးသည်အစ်စ်မှာ ကျော်ရည်သမားများလည်းနှစ်သက်သဖြင့်အေးဆောင်မှာရမညောင်းမီမျိုးစေးတည့်ရန်ပြင်ဆင်ရတယ်။တကောက်တောင်းအတွင်ပိုင်းတွင် အင်ဖက်အချောက်တွေခံကမကြည်သည်ထဲတယ်။အပေါ်မှလည်းအင်ဖက်ပင်ဖုံးထားတယ်။မကြည်သည်မှဲ့ထက်ထားသော တကောက်တောင်းနှလုံးတင်ကအေးဆောင်ဤလှဲအိမ်ဝိုင်းထဲမှထွက်လာခြင်းတွင်မိုးပင်စင်စင်မလဲသည်။အိမ်ဝိုင်းအတွင်မှကြွကြွလွတ်လွတ်ထွက်လာပြီးမှညသွယ်ကိုသတိရတယ်။ ညသွယ်များမြွတ်တဲ့အောင်မလားရွာဟိုပဲဖျားတော့မျောကြည့်လိုက်တယ်အမြင်မသေးခွင်တို့ရတွင်ရွာလေပိုင်းစီမှာတော့လက်ရစည်းလာနေတယ်လို့တုတ်လုတ်လုံလုံနေကိုရင်းဆောင်ရင်ဘာမှအောင်မလဲခြေနားတွင်ရက်ထားတော့လှဲကိုမမြင်ပဲနောက်ရောက်လာတော့လှဲပေါ်မှာမိမတယောက်လှမ်းအော်တယ်သူကညသွယ်ငါကဒီမှာဟာနင်းလာလို့ရက်စောင့်နေတာ ညတော်ရင်ရှက်သွားတယ်။မตาကြီးစောစောကအတန်ပြုတ်ပါလား။အေးဆောင်နားထဲတွင် စိတ်အီးသွားတယ်။တဟဲရင်မောလျက်နွားနှကောင်ကိုတို့လိုက်တယ်။ရွာပြင်ရောက်၍တာလန်ပေလဲလန်းပေါ်ကြောင်းလျင်ညတော်ရင်ထင်းလဲပေါ်မှာဆင်းကအေးဆောင်လဲပေါ်ရောက်လာတယ်။ဒီလိုဆိုတော့မြတ်တွေကလိမ်ပါသားတေးချင်းဆိုဒီဒီရတာမလုပ်နဲ့တော့ ြုံလဲလေးမှာဆိုလို့တော့လဲကိုလာစည်းတာသိလားစည်းပါဗျာစည်းပါခုတ်ပေါ်တက်စီအောင်မလားကြောင်ချော်ချော်တွေလုံနေနေကိုအေးဆောင်တော့ငွေတထောင်ကလည်းဘုရတိမပြေသေးဘူးလားအမေကလည်းမေးလာပြီညီကဟုတ်မှဟုတ်သေးရဲ့လားတဲ့တောင်ပိုင်းကငွေရှင်နဲ့ဘာလို့လို့တဲ့ညတွေအတီးပေါပြောလာတဲ့အတွက်အေးဆောင်ပြုတ်ပြုတ်ပြပြဖြစ်သွားတယ် မလေးဗျာမဟုတ်ရပါဘူးဖယားပေးပေးကြံပေးပေးပါဟာဘာပဲပြောပြော အမေကြက်နဲ့အောင်အိမ်လာခဲ့အောင်ထင်းရောက်ပြီးရင်ဈေးတောင်ဘက်ကတမပင်ရောက်ကစောင့်နေမယ်နော်ညတွယ်သူ့လဲသူ့ပြန်သွားတယ်လဲသည်မြို့အဝင် တာလန်းပေါ်တက်နေရပြီဖြစ်တဲ့ဖြင့်လဲကိုဂရုစိုက်ထင်းရတယ်ညီတို့ဖြစ်စေအေးဆောင်ပြောတယ်မင်းကလေးဘက်ကလောလာတဲ့ဖြင့်ပို၍ပြောတယ် မျိုးရင်းလမ်းများသို့မြတ်တွယ်ဤလှဲခွဲထွက်သွား၍မကြမီအေးဆောင်ဤလှဲလေစိုင်နှမ်းများရှိသို့ရောက်လာတယ်။အလကုံစိုင်များနဲ့တတိုးများလွန်လာတယ်။တောပုံသာရောက်သောတိုက်ဆိုင်ဝါမှတယုံမှတယောက်လှမ်းမိတယ်။တရားကြီးဘာတွေလဲ။မကြည့်သိမဲ့လေအချိန်90လောက်ရှိတယ်။ဘယ်စေးလဲ။အေးဆောင်ရုတ်တရက်တွေ့ဝေသွားပြီးမှကြွကြွပို့ပို့ပြောတယ်။ တဆယ်သေးအာဒီစေးမရှိဘူးတကြခွက်ရရင်ယူမယ်အေးဆောင်နှင်းနှန်းနဲ့တင်ရိုက်ချင်စိတ်ကို ချုပ်တီးကလဲကိုစက်မောင်းလာတယ်ဘာရလဲပြို့ဒီတခါမေးသူကဗမာမကြီးသည်အစ်စ်ထုတ်ပြီးသားအချိန်60ကျော်ပါတယ်ဘယ်စေးပေးမလဲထိုသူကလည်းတကြခွက်စေးသာပေးသဖြင့်အင်းဆောင်စက်မောင်းပြန်နေပယ်နှံမကြီးထညက်ဝတ်တတ်သောတိုင်များ အိမ်ရှိများတို့တတိုင်းပြီးတတိုင်းတိမ်ပြီးတိမ်ဝင်ရက်တယ်သူတို့ဒီညှို့ညှို့လှသွားတယ်တကြခွတ်တဲ့ပိုပေးသူမရှိတဖြည်းဖြည်းနေမြင့်လာတယ်ဂျမန်နစ်ကမကြီးမယ်ရောလဲမှုပါသူရောက်ခဲ့တော့တန်ရှိတို့နောက်ဆုံးသူရောက်လာတယ်ထိုဆိုင်ကလည်းတကြခွဲပင်အေးဆောင်လှဲပေါ်မှာဆင်းလာပြီးပုံတန်းရရတွင်ဝင်ထိုင်လိုက်တယ်ခမည်းနဲ့ကြုံနေဖောက်တယ်ပဲဗျာ လက်လီ15ကျပ်20သေးပေါက်နေချိန်မှာခမရတို့ရောင်းတဲ့လက်ကားစီးဟာအနည်းဆုံး30တော့ရှိမှာပါဒီတော့၃ချပ်ပေးဗျာမိတ်ဆွေပြောတာဟုတ်ပါတယ်ဒါပေမဲ့မိတ်ဆွေစဉ်းစားကြည့်လေဒါတွေဝယ်လိုက်ပြီးရင်သင်အောင်ကျွန်တော်မှပြန်လောက်ရသေးတာဗျမကြီးစေတစေတလေပါလာရင်ပို့ထိုးပြီးပြည့်စည်ကုန်တာကျုပ်ပစ္စည်းကတန့်ပါတယ်ဗျာရောင်းတဲ့လူမှန်ရင်ဒီလိုကြီးပဲပြောကြတာပါပဲ ပြီးတော့ဒါတွေမကုန်မချင်းကျွန်တော်မှငွေစိုက်ထားရတာဗျဒါကတော့ဗျာညက်တာလဲကြီးအောင်မှာပေါ့ကိုင်းဗျာမိတ်လဲမပြက်ရအောင်နှစ်ချက်ခွဲထို့သူကြုံပြီးခေါင်ရံနေအေးဆောင်နှင်းနံကောက်ကင်ကစက်ခနဲ့ထရရတဲ့ခမရတို့လိုချင်တော့ဖြစ်မိဖြစ်ဆွေဖြစ်သဘောနဲ့ပေးခဲ့ပါနောင်လဲဆက်ဆံကြည့်ပါဘာညာနဲ့ပြောလိုက်တာရှင်ရှင်ကိုဝေးလို့အခုတော့တမျိုးပါလားဒီမှန်မိတ်ဆွေ နေမြင့်မီဆိုပြီးဈေးနိုင်မှုမကြိုးစားနဲ့အကုန်လုံးပြန်သေးသွားပြီးဟင်းရပြုံနဲ့စားနေရင်လည်းနေလို့ရတယ်သိရလားအ aya ပါရပြောခဲ့ရပြီမဲအေးဆောင်မကျေနပ်သေးစောင်းငန်းစောင်းငန်းကြည့်လျက်လှဲပေါ်တက်တယ်ဘိန်းလေးငါလှဲ့လှိမ့်ပြီးချိန်တွင် သူထွက်လာတော့ဆိုင်နေတရင်ကျော်တွင်ရှိသောဆိုင်ထဲမှာလူတစ်ယောက်ကလှမ်းပြီးလက်ပြတယ်ခမရအော်ပြောနေတာကျွန်တော်ကြားတယ်ကဲကျွန်တော်ငါမှုပို့ပေးမယ်ကြက်ရင်ချပြီတော့ အေးဆောင်တွေ့ကြည့်တယ်။နှစ်ကျပ်စီဆိုတော့ငွေတရာတို့ဖြင့်250စီမရသည့်တိုင်150မုတ်ချရရမည်မျှော်လင့်ထားသောမကြီးအချိန်90ကို တရာဖြင့်ရောင်းလိုက်ရလေ။ငွေတရာရင်းဝဲပိုက်ပြန်ရညာအေးဆောင်မကျေနပ်လဲကိုရှစ်ဆက်ပြီးဂဲတပြစ်ခံမောင်းလာခဲ့သောအခါလက်ဝဲဘက်တွင်မြို့နယ်တမဝရမပွဲရုံကို တွေ့ရတယ်။ အေးစာဝမ်းသာအားရဖြင့်လှည့်ရထားခဲ့ကတိုင်ထဲသို့ပြေးဝင်လာပြီးသပွဲတွင် ထိုင်နေသူအားမေးတယ်။နောက်ကြီးတို့ မကြီးသေးမဲ့မဝဲဘူးလား။အစီအစဉ်မရှိသေးပါဘူးခမညာ။နောက်နေ့များပေါ့ဗျာ။နောက်နေ့များတော့ဝဲကောင်းဝမ်းနိုင်ပါလိမ့်မယ်။တိုင်ထဲမှာပြန်ထွက်လာတော့အေးဆောင်ခြေလမ်းများသည့်အဝင်တုန်းကလောက်မတွေ့လဲချင်တော့ပဲ။ဟုတ်ကဲ့ပါရှင်။ ။စာရေးဆရာကြီးစင်ဖြူကျွန်းအောင်သိန်းရေးသားထားတယ်။မကြီးပုတ်ချင်းဆိုတဲ့ဝိတ္ထုတို့လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။